လာတဲ့သွင်းလွန်တုတ်ကွေးယောဂါနဲ့တိတ်ဆုံးခဲ့တဲ့ကလေးနှစ်ဦးအထိရှိတယ်လို့တိတ်ဆုံးတဲ့ကလေးတွေရဲ့နိုင်ရေးကိစ္စကူညီဆောင်ရွက်ပေးသူတွေစီကသိရပါဗျ။ ဆုံးတဲ့ကလေးနှစ်ဦးစလုံးဟာမေလနောက်ဆုံးအပတ်အတွင်းဆေးကုသမှုခံယူနေရင်သေဆုံးခဲ့ရတယ်လို့မြို့ခန့်နိုင်ကြီးကူညီမှုအသင်းတွေကဆိုပါတယ်။မြင်းမျိုးတောင်ပြိုရက်ကွက်ကအသက်၄နှစ်နဲ့၃လအရွယ်ယောက်ျားလေးတဦးဟာမေလ၂၃ရက်နေ့ညကသွေးလွန်တုပ်ကွေးရောဂါလက္ခဏာနဲ့သေဆုံးခဲ့ပါတယ်။အဲ့ဒီကလေးဟာသွေးလွန်တုပ်ကွေးရောဂါအပြင်အခြားရောဂါအခမ်းလဲရှိတယ်လို့နိုင်ကြီးကိစ္စကူညီဆောင်ရွက်ပေးခဲ့တဲ့ဝန်တန်တကနိုင်ကြီးကူညီမှုအသင်းစီကသိရပါတယ်။ မေလ24ရက်နေ့ကလည်းမြင်းမြို့တပ်ပြင်ရက်ကွက်ကအသက်3နှစ်အရွယ်မင်းကလေးငယ်တဦးလဲသွေးလွန်တုတ်ကွေယောဂါနဲ့တိတ်ဆုံးခဲ့တယ်လို့နာယီကိစ္စကူညီဆောင်ရွက်ပေးခဲ့တဲ့တပ်ပြင်ရက်ကွက်နာယီကူညီမှုအသင်းစီကသိရပါဗျ။ဒါအပြင်သွေးလွန်တုတ်ကွေယောဂလက္ခဏာနဲ့ဆေးရုံစည်းခမ်းတွေမှာရောက်နေတဲ့ကလေးတွေလည်းရှိတယ်လို့တပ်ပြင်ရက်ကွက်နာယီကူညီမှုအသင်းဝင်တအူးကပြောပါဗျ။ တဝယ်မျိုးမှာလည်းအခုမိုးဥကြရာတီမှာသွေးလွန်တုတ်ခွေးယောဂါနဲ့ဆေးကုသမှုခံယူရင်းအသက်သေဆုံးခဲ့တဲ့ကလေး၃ဦးထိရှိပြီးဖြစ်တယ်လို့တဝယ်မျိုးခန့်နေစီကသိရပါရရှင်